ဦးအိုက်လာတဲ့နေရာဒီမှာအစားအသောက်တွေနဲ့မောသမျှအပန်းဖြေခြင်းနဲ့ကမာယုပရိသတ်ကြီးအတွက်ဒီတစ်ခေါက်တော့အချစ်ရွာလို့ခေါ်တဲ့ Love Village ကြီးခေါ်သွားပြန်ပါတယ်အချစ်ရွာမှာဘာရီရမလဲရင်းကြီးထမင်းကျော်နဲ့တီးဆောင်တင်ရင်ဆိုရင်စိတ်ဝင်စားကြမယ်ဖြစ်ပါတယ်လူငယ်တွေအများစုမရောက်ဘူးတာမရှိတဲ့လဲလဲဥထုံးလင်းချန်တွေကအချစ်ရွာမှာရနိုင်တဲ့ရင်းကြီးထမင်းကျော်မှာပါဝင်တာကရင်းကြီးဘိုးစားပဲမုံလာဦးနီနှမ်းမဲတို့ဖြစ်ပြီးပုံမှန်ထမင်းကိုကြော်ပြီးတဲ့အခါမှာ နောက်ဆုံးမှရင်ညှိကိုထဲ5စက္ကန့်ကြာမှကြိုက်နှစ်သက်ရာအသားနဲ့အမေရိကိုထည့်နိုင်တဲ့ရိုးရှင်းလာတဲ့ထမင်းလျော်ဖြစ်ပါတယ်။ဒီနေ့ကတော့အမင်းပါမယ်၊ရင်ညှိပါမယ်၊ပင်ပူစားပဲရဲ့ဥညိမုံလာဥညိပါမယ်။ပင်နောက်ဟာကျွန်တော်ကြိုက်နှစ်သက်ရာပေါ့ဟိုဟာစက်တာဝတ်တာကျုပ်ချောင်းစက်တာချောင်းလက်ကြိုက်ဆောက်ရပါတယ်။အတူရဲ့လုပ်ပုံလေးအောင်ညာရိုးရှင်းပါတယ်။စားလာချင်းကတော့စီလေးကိုပေါ့။အဲနဲ့ပြေးမယ်။ပြေးလို့ရတယ်သူ့ကို မှပူစားပဲတော့ကျွန်တော်ထည့်မယ်တော်မယ်ပင်ထမင်းလေးထည့်မယ်ထမင်းထည့်ပြီးတော့အောက်ဆင်ကျွန်တော်ပါလဲဆိုတော့နာမည်လေးပါဗျာနာမည်လေးနဲ့ကျွန်တော်ဖြူတယ်ဖြူတော့ကြော်လို့ရပြီဆိုရင်ကျွန်တော်နောက်မှရင်းကြီးထည့်ခဲ့ပါတယ်ရင်းကြီးထည့်တော့အာနည်းနည်းစက္ကန့်အားစက္ကန့်တော့ထည့်ကြော်မယ်ဗျာကြော်တော့ဒီမှာကျွန်တော်နှစ်တက်ရပေါ့စတာဝတာစတာအန်ထည့်ရောကြော်ရောပါပဲအဲ့ဆိုရင်လို့ရှိပါတယ်တောက်ရဲကောင်းပါတယ်ခရေဒီနနဥမော်ဒီငှက်ပြောစတော်ဘယ်ရီ တခွာမွေစရရဲ့တီးနံဆုံးထည့်ထားတဲ့ဖန်ခွက်လေးတွေတကြာနုစီဆန်းပြီးတော့ဒင်းကြီးအုပ်ပေးတဲ့တီးဆုံးဒင်းကြီးဟာချွေးတီးတီးကြရဲ့ဒီနွေပူတန်ကနေယာယီတော့တက်တာမှုပေးနိုင်ပါပါရန်အောင်ပါဝင်တည်ဆောင်ထားတဲ့အချစ်ရွာစကားနာမည်ကိုအစွဲပြုပြီးမိုးကုံမှာပျော်ရမ်းဖွင့်ရင်းနဲ့ပောင်ကြီးမန္တလေးအထိပါဖြည့်ဆင်းရင်အခုတော့ရန်ကုန်မှာပါဖွင့်နိုင်ပြီလို့စမ်းအောင်ခန်းကဆိုပါတယ်ချစ်ရွာဆိုရန်အောင်ရိုက်ထားတဲ့ကားတကားရှိရဲ့ အဲ့အကားကိုဆက်ပြူပြီးတော့ကျွန်တော်အဲ့မဟုတ်ပုတ်ရှားပွဲစိတ်မှာပေါ့ဒီမှာပျော်တန်းဖွင့်နေမှာကျွန်တော်တို့ဖွင့်ပြသွားတာတော့ဒီဖွင့်ပြသွားတယ်ဆိုတော့ပထမကျွန်တော်တို့တောင်ကြီးမှာစားတယ်တောင်ကြီးမှာလည်းဆန်ရှိရဲ့မန္တလေးမှာလည်းအမျိုးတွေပဲဗျာအမျိုးမန္တလေးမှာလည်းအမျိုးထပ်ဖွင့်တယ်နောက်တော့ကျွန်တော်တို့ရန်ကုန်ကြောက်လာပဲရန်ကုန်ကချီရွာချီရွာဒီဘက်မှာကစက်ကလို့ချီရွာပေါ့အဲ့အဲ့အနေနဲ့ဆင်းဒါလေးပေါ့လက်ပွဲလေးဆိုတာကြောင်းလိုက်ရပါရှင်ဆက်ထမင်းကျော်နန်ယူပေါင်းထိုင်းထမင်းပေါင်း ။နန်ယူပေါင်းခေါက်ဆွဲရီလည်းရနိုင်တဲ့အခြေရွာမှာချော်ရီအေးက300ကနေ1200ထိရှိပြီးအစားအစာကတော့900ကနေ1900ထိပဲရှိပါတယ်။